ားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြမယ့်အကြောင်းအရာတွေက CCTV အထိုင်ဆက်တီအထိုင်ဆက်ပေါ့နော်အဓိကတော့ high vision high vision brand high vision brand ရဲ့အထိုင်ဆက်အထိုင်ဆက်တီကပုံမှန်ကျွန်တော် online ပေါ်ကြည့်မယ်ဆိုလို့ရှိရင်သူတို့ကုမ္ပဏီကထုတ်ထားတဲ့ software တွေကနေပြီးတော့ခြေဆက်ပြီးတော့ကျွန်တော်ဘယ်နေရာရောက်ရောက်ပေါ့နော်လှမ်းကြည့်လို့ရအောင်သူတို့ကစီစဉ်ပေးထားတာ အဲ့ဒီမှာအဲ့ဒီ software တွေမှာတော့အကောင့်အကောင့်ဖောက်ပြရတယ်အကောင့်ရှိရမယ်အကောင့်နဲ့အဲ့ဒီ PC နဲ့ကိုသူကချိတ်ဆက်ပေးထားပြီးတော့ချိတ်ဆက်ပေးထားပြီးတော့မှအဲဒါတွေကိုကျွန်တော်ဟို internet ရှိလို့ရှိပေးနေရပြီးကြည့်လို့ရမယ်ဆိုတော့သူတွေကိုတိဆောက်ပေးထားတာတခါလီမှာ customer တွေမှာဘာဖြစ်တတ်တယ်ဆိုလို့ရှိရင်အဲသူတို့အကောင့် ်ဝေးသွားတာမျိုးတွေရှိတာတွေရှိတယ်။တချို့ customer တွေကြောက်လဲအရင်တော့ကဖောက်ထားတဲ့ account တွေကနေပြီးတော့မှ account ပြန်ပြန်ဖောက်ပြီးတော့ account တွေမှာဒီ device ကိုပြန်ပြီးအချင်းနေဆိုတာမျိုးတွေရှိတယ်။အဲ့လိုမျိုးတွေမှာဗာလေးတွေရှိတယ်လဲဆိုတော့အရင် account တွေကိုသူတို့မမီတော့လားမသိတော့တာအေးဖြစ်တဲ့အခါကြလို့ရှိရင်အဲ account ရဲ့ password တွေကို recover ဆွဲပြီးရတာတွေရှိတယ်လို့အဲဒီခါလေးမှာဘယ်လိုမှသူတို့လုံးဝမမှတ်မိ ောင်ရဲ့မေးတွေနေနေသူတို့လုံးဝမသိဘူးဆိုလို့ရှိရင်ကျွန်တော်ကမလုပ်ပြရမလဲဆိုတော့ကျွန်တော်အဲ့ဒီ device ကိုအရင်အကောင့်အဟောင်းထဲမှာဘိုင်းထားတယ်ခေါ်တာပေါ့နော်ပေါင်ထားတယ်ပေါင်ပြီးချိတ်ဆက်ထားတယ်အဲ့ဘိုင်းထားတဲ့ device ကိုကျွန်တော်အကောင့်အသစ်ထဲမှာပြန်ပြီးတော့ချိတ်ဆက်ဖို့အတွက်ဆိုလို့ရှိရင်အကောင့်အဟောင်းထဲကနေပြီးတော့မှအဲ့ device ကိုကျွန်တော် unbind ဆိုပြီးတော့ပြန်ဆွဲထုတ်ပြရတယ်အဲ့ဒီလုပ်တဲ့အကြောင်းလေးကိုပြောပြခြင်းတော့ပါ device တွေကိုကျတော်တို့ unbind လုပ်မယ်ဆိုတဲ့ကိစ္စမှာညီလန်း2မျိုးရှိတယ်ညီလန်း2သွေးရှိမယ်တကောတော့ computer ကိုသုံးပြီးတော့ဒီ device တွေကို unbind လုပ်တဲ့ကိစ္စ computer သုံးပြီးတော့ device တွေကို unbind လုပ်မယ်ဆိုလို့ရှိရင်တော့ high vision အထုတ်လုပ်ထားတယ် SCTV2 ဆိုတဲ့ software လေးတခုကိုသုံးပြုပြီးတော့မှကျတော် unbind လုပ်လို့ရမယ်နောက်တစ်မျိုးကတော့ mobile ပေါ်ကနေပြီးတော့ပဲ mobile app ကိုသုံးပြီးတော့ ျွန်တော် app device တွေကို unbind လုပ်လို့ရမယ် high connect ဆိုတဲ့ app ကိုတုံးတုံးရမယ်နောက်တစ်ခုကကြတော့ installer လေးဒီမှာနေအများဆုံးတုံးမဲ့ high partner pro ဆိုတဲ့ဒီလိုเนาะအဲ့ဒါမျိုးတွေတုံးပြီးတော့ကျွန်တော်က unbind လုပ်လို့ရမယ် CDB2 ဆိုတုံးလို့ရှိရင် SDB2 10 version က latest version ဖြစ်ရမယ်။ SDB2 ထည့်သွင်းအသုံးပြုတဲ့ကွန်ပျူတာ ကအင်တာနက်အဆက်ဆက်နေရမယ်။ပြီးလို့ရှိရင်ကိုအန်ပိုင်းလုပ်ချင်တဲ့ device အလဲအင်တာနက်အခြေဆက်မှုနဲ့ခြေဆက်ပြီးတော့ online ဖြစ်နေရမယ်။နောက်တစ်ချက်က SSTV ဒူထည့်ထားတဲ့ကွန်ပျူတာရဲ့ကိုအန်ပိုင်းလုပ်မဲ့ device ရဲ့ကစိတ် network ထဲမှာရှိနေတယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေလိမ့်မယ်။ vibration device ကို unbind လုပ်တော့မယ်ဆိုလို့ရှိရင်နောက်ထပ်လုပ်လို့ရတဲ့မြည်တစ်ခုကတော့ high corner app ကိုအသုံးပြုပြီးလုပ်လို့ရမယ်เนาะဖုန်းနေမှာเนาะ mobile phone ထဲမှာ high corner app ကို down ထားရမယ်เนาะသူက app store မှာလည်းရှိမယ် app store မှာလည်းရှိတယ်เนาะအဲ software ထဲတဲ့ device က online status ဖြစ်နေရမယ်ဒီကကျွန်တော်တို့ unbind လုပ်ခြင်းနဲ့ high vision device တွေကလည်း အွန်လိုင်းဖြစ်နေရမယ်ပြီးတဲ့ခါကျတော့ရှိရင်ဘိုင်းလုံးမဲ့ hybrid chain device ရောဟာစိတ်နှဝတ်တစ်ခုထဲမှာရှိနေရမယ် and and ဘိုင်း device လို့တော့မယ်ဆိုလို့ရှိရင်ဒီမှာက official account ဒေကနေပြီးတော့ပဲကျွန်တော်ဆွဲထုတ်မယ်ဆိုလို့ရှိရင်လည်းဆော့ပြောတဲ့ high connect ကနေဝင်လိုက်မယ်ဝင်ပြီးတဲ့ခါကျရင်အစ်စ် account အစ်စ်ကနေ login ဝင်ဝင်ပြီးရင်ကျွန်တော် advice ကိုနှိပ်လိုက်တာနဲ့သူကဘာလာပြောမလဲဆိုတော့ငကူမူရင်းသူ့ကိုဘိုင်းထားတဲ့ previous account ခေါ်တာပေါ့နော်ရှိပြီးသား account ဘယ် account နဲ့ဘိုင်းထားလဲဆိုတော့ तू ကလာပြောလိမ့်မယ်နော်အဲ့ဒီရဲ့ password တွေကိုတည်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က password ကိုရိုက်ထည့်မယ်အောက်ကထပ်ထည့်ခိုင်းတဲ့ verification code လေးထည့်မယ်ပြီးလို့ရှိရင် unbind နှိပ်လိုက်လို့ရှိရင်အဆင်ပြေသွားလိမ့်မယ်ပြုတ်သွားပေါ့နော်တခါတလေမှကျွန်တော်တို့က official account ကိုမတည်ဘူးနော်ကျွန်တော် visitor mode ထည့်ရနေပြီးတော့ visitor mode ထဲကနေပြီးတော့မှကျွန်တော်ကတွားပြီးတော့ unbind လောက်အောင်မယ်ဆိုလို့ရှိရင်လည်းအဲ့ဒီကို unbind လောက်ချင်တဲ့ device ရဲ့ QR code ကိုဖတ်မယ်ကြော်ကိုဖတ်ပြီးတော့ add device လောက်မယ်လောက်ပြီးတဲ့ခါကျလို့ရှိရင်အဲ့ဒီ device ရဲ့ admin password ပေါ့နော်ကျွန်တော်ဒီ device ထဲကိုဝင်လို့ရတဲ့ admin username password လေးကိုထည့်ပြီး verification code ကိုကျွန်တော်ကနှိပ်ပေးပြီးတော့ unbind ကိုလောက်လို့ရမယ် ော်ခုပြောပြပေးသွားတဲ့အကြောင်းအရာလေးကတော့ high vision device တွေကို unbind လုပ်တဲ့နည်းလေးနှစ်နည်းအခြေရဲ့အခြေခံသဘောတရားလေးပေါ့နော်။ဒါလေးတွေကိုလက်တွေ့လုပ်ပြတဲ့ video လေးကိုကြည့်ချင်တယ်ဆိုလို့ရှိရင် comment မှာ yes လို့မှတ်သွားပေးပါဦး။ကျေးဇူးတင်ပါတယ်။